ဒီမိုကရေစီရေးလူခွင့်ရေးနဲ့တိုင်းရင်းသားအလုံးဒန်းတူညီမျှမှုရှိရေးအတွက်ရုန်းကန်ခဲ့ရမှုရဲ့အသီးပွင့်ဖြစ်မတ်လ30ရက်နေ့မှာတော့မြန်မာနိုင်ငံဟာအရက်သားစစ်စစ်နိုင်ငံတော်သမ္မတတရားကိုတင်မြှောက်နိုင်ခဲ့ပါတယ်။ဒီမိုကရေစီနဲ့ဈေးကွက်စီးပွားရေးစနစ်ပေါ်ဆောင်နေတဲ့ကမ္ဘာအနှံ့မှာဥရောပသမဂ္ဂအနေနဲ့မြန်မာပြည်ကိုပံ့ပိုးကူညီသွားမယ်လို့ဥရောပသမဂ္ဂရဲ့မြန်မာပြည်ဆိုင်ရာတာဝန်ကြီးရိုလန်ကိုဘီယာကဆိုပါတယ်။ အပြောင်းလဲဟာအခြားတိုင်းပြည်တွေကနေပုံတူကူးချလို့မရပေမဲ့အခြေခံကတော့ပြည်သူတွေရဲ့လှုပ်ရှားမှုကအဓိကပါလို့ဆိုပါရယ် Look every country in the world has its မြန်မာပြည်ဟာလွတ်လပ်တဲ့အချုပ်ချာအာဏာပိုင်တဲ့နိုင်ငံမှုမြန်မာဒီမိုကရေစီဟာမြန်မာပြည်သူတွေပုံဖော်တည်ဆောက်ထားတဲ့ဆုံးဖြတ်ချက်နဲ့ယက်တီချက်ပါ ဘယ်နိုင်ငံမှမှ ပြီးပြည့်စုံတဲ့ဒီမိုကရေစီဆိုတာမရှိပါဘူး။အရင်ကတည်းကဆိုင်လူခွင့်ရေးချိုးဖောက်မှုတွေရော့ကျသွားတယ်ဆိုပေမဲ့စပီးလုံးရမယ့်ကိစ္စတွေပေါ်မှာစိန်ခေါ်မှုတွေရှိနေပါတယ်။ကျွန်တော်တို့ EU ကနေအစိုးရတက်ကူတော့ကျွန်တော်တို့ EU ကနေအစိုးရတက်ကူလိုအပ်တယ်လို့ကူညီပေးသွားမှာပါ။ အခုလိုအပြောင်းလဲတွေဟာမြန်မာပြည်သူတွေကြောင့်ပေါ်ပေါက်လာတာမဟုတ်မြန်မာပြည်သူတွေကိုချီးကျူးတယ်လို့ဆိုလာသူကအရှိတီမောကတန်တမန်တူပါသူကမြန်မာပြည်ဟာအစိုးရအသိနဲ့အတူဒီမိုကရေစီနဲ့ဖွံ့ဖြိုးတိုးတက်မှုစီသွားနေပြီလို့ဆိုပါတယ် yeah i i would like to congratulate မတအစ်စ်ဝန်ကြီးအစ်စ်တွေနဲ့အစိုးရအစ်စ်ကိုချီးကျူးဂုဏ်ပြုခွင့်ရလို့ကျေးဇူးတင်ပါတယ်မြန်မာပြည်သူတွေရဲ့မျှော်လင့်ချက်နဲ့အခွင့်အရေးတွေဟာလို့ထအတောင်းဝင်လာပါပြီဒါတွေအားလုံးဟာမြန်မာပြည်သူတွေကြောင့်ဖြစ်ပေါ်လာတာမို့မြန်မာပြည်သူတွေကိုဂုဏ်ပြုပါတယ် တိုင်းပြည်ဖုံဖြိုးဖို့ပြည်သူ့ဘဝတိုးတက်ဖို့ဆိုရင်အစိုးရနဲ့ပြည်သူပူးပေါင်းဖို့လိုပါတယ်